မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာတောင်းမရောက်ပါနဲ့မကရင်တေဝါရောက်ပါပဲတဲ့အဲ့ဒါစစ်တက်တဲ့နော်ခြားစားနေတဲ့စစ်တက်ကြီးဟုတ်တယ် DSA 50နှစ်ကထောက်ခွင့်တင်လာပြီတဲ့ဒီပါထွက်တော့ပဲဗျာတဲ့ ဟုတ်ဘူးခင်ဗျားတို့အဲ့ဒီဟိုဘယ်လိုခေါ်မလဲအဲ့ဒီဥမင်းအွန်လိုင်းကစစ်တပ်ကိုဖြောက်မက်ချင်ပါလေတဲ့မက်ချင်ပါလေဥပဒေနဲ့တင်ပါဥပဒေဆိုတာသူပြောတဲ့စကားတော့သူကကြိုက်တယ်နော်စစ်တပ်မှာဒါလုံထုံးလုံးလေးနဲ့မမြင်လို့ရှိရင်ဥပဒေနဲ့အရေးယူပြရေးယူပြလိုက်စမ်းပါဘာမှဖြစ်ဘူးဒါပေမဲ့ကိုကိုတိုင်းလည်းဒီဥပဒေရကိုတို့ကြတော့ဥပဒေတည်ရင်မလုံနဲ့လေကျွန်တော်ပြောတာလူတိုင်းလည်းကာကျုပ်ဖြစ်ချင်တယ်နောက်ကလည်းကာကျုပ်ဖြစ်ချင်တာပဲအဲဥဆုံးဝင်လည်းကာကျုပ်ဖြစ်ချင်တာပဲဟုတ်တယ်မလားအဲ့တော့စစ်တပ်မှာဒါမျိုးတွေကမပြင်းဘူးဆိုလို့ရှိရင် ရှေ့လူတွေကဟိုဘလို့လူတွေပဲကြံလဲဆိုလို့ရှိရင်စစ်တပ်မှာနောက်ဆိုလို့ရှိရင်เนาะအဲ့ဂါလို့သူ့အပေါင်းအသင်းနဲ့ပေါင်းစားပြီးတော့ဟိုဘလို့ခေါင်းမလဲလှုပ်လှုပ်ကန်လို့ရနေတဲ့သူပဲကြံပြီးတော့လှုပ်လှုပ်ကန်လို့မရသူတွေအားလုံးကစစ်တပ်ကနေစွန့်ခွာကြလိမ့်မယ်เนาะဟိုဘလို့ခေါင်းမလဲဆိုတော့ငတ်တဲ့သူတွေကစွန့်ခွာကြလိမ့်မယ်အဲ့တော့တက်တယ်မှာလဲအစဉ်ပြေတဲ့သူတွေတစုနဲ့သူတို့အတိုင်းဝိုင်းလောက်ပဲကြံပြီးတော့ကြံတဲ့သူတွေအားလုံးကစစ်တပ်ကစစ်ပြေးတွေဘာကြောင့်များနေလဲเนาะစစ်တပ်က စစ်ပြေးတွေများတာအများကြီးပါပဲဗျာเนาะတချို့တက်တွေဆိုလို့ရှိရင်ကျွန်တော်ကဒါတွေကတိတ်လည်းမပြောချင်ဘူးတချို့စစ်စစ်တက်တွေเนาะဟိုစစ်ပြေးတွေအားလုံးစီးရင်မတင်ပါမတင်နဲ့အောက်မှာစားနေတာတွေအဒါတွေကခင်ဗျားတို့အတွက်ဟိုကျွန်တော်ကဒါမျိုးအရှိကိုအရှိတိုင်းပြောရတာကျွန်တော်စစ်ဘောမှာဖြစ်တယ်စစ်တက်ကိုတက်မှတ်ပေးရမှာเนาะအဲ့တကြောင့်မဟုတ်လို့ပေါ့ဗျာเนาะဟိုဒါမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတခုတော့ပြောလိုက်မယ်เนาะဟိုအောက်မှာရေးနေရဟိုခင်ဗျားတို့နေပိနေလဲ တော်တော်များများနေပိနေပါပါတယ်နော်မြန်မာနိုင်ငံမှာစစ်တပ်ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးစစ်တပ်ကိုပြင်တာပြင်တာပဲဒါပေမဲ့စစ်တပ်ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးတခြားတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းဘယ်အဖွဲ့အစည်းမှမရှိဘူးအဲ့တော့သိစေချင်တယ်အဲ့တော့ဟိုဒါကတော့တခုပေါ့ဗျာနော်ဟိုနောက်ထပ်ခင်ဗျားတို့ရှင်မမေကအမြဲအားပေးနေပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်က DSC 46ပါတဲ့ထောင်3နဲ့ကြာခံပြီးတော့ဘူမှုဘဝနဲ့ပဲတော်လိုက်တော့တယ် ကြာလေစောက်ရုံပါလာလေစတက်ကဟုတ်ပါလေရာလူတိုးတာကဖုံးကံမြင်လာတဲ့တူရဲ့ဘယ်သူမှဆိုရာလူတိုးခြင်းမှာပေါ့ဒါလည်းမှန်တယ်ဒါပေမဲ့ရာလူတိုးတယ်ပေါ့နော်ဟိုရာလူတိုးမှရာလူတွေအားလုံးကချွတ်နေရတဲ့အားလုံးကပေါ့ဗျာနော်မထခြင်းတဲ့သူတွေများနေတယ်နော်ခြားစားနေစတက်ကိုထောက်ခံနေတာခင်ဗျားလေးစားပါခြားစားနေတယ်ဟုတ်ပြီခြားစားနေတဲ့စတက်စတက်ခြားစားမှုကခြားစားခြင်းဆိုတာပါလေခြားစားခြင်းလေးမျိုးရှိတယ် ရတော့ဘယ်လိုခေါ်မလို့ဆိုရှင်စန္ဒဂတိအဂတိတရားပေါ့ဗျာနော်စန္ဒဂတိဒေါသဂတိမောဟဂတိဘယဂတိတဲ့နော်ချစ်သဖြင့်မလားအတ္တရိယသူလာခြင်းနော်အဲစန္ဒဂတိဒေါသဂတိဒေါသဂတိဆိုမုန်းသဖြင့်မလားအတ္တရိယသူလာခြင်းနော်မောဟဂတိအမှန်တရားကိုမမြင်ခြင်းအတွက်မလားအတ္တရိယသူလာခြင်းနော်အမောအစန္ဒဒေါသမောဟဘယဆိုကြောက်ရွံ့သဖြင့်မလားအတ္တရိယသူလာခြင်းအဲ့တော့အဂတိ၄ပါဒီအဂတိ၄ပါကတော့ ဘယ်နိုင်ငံမှာကမ္ဘာဘယ်မှာမှအာဂရီကမกินဘူးနော်အာဂရီကနေရာတိုင်းမှာရှိတယ်ဒါပေမဲ့ပြင်လို့ရတဲ့အာဂရီနဲ့ပြင်မပြင်လို့စစ်တပ်ကအာဂရီတွေကပြင်လို့ရတယ်စစ်တပ်ရဲ့ protocol ဆိုလုံထုံးလုံးရဲ့အခြေခံဥပဒေပြင်ညင်ထဲမှာမပါဘူးပြင်ညင်ထဲမှာမပါတဲ့အတွက်ကြောင့်မလို့ဒါကဒီစစ်တပ်မှာရှိနေတဲ့အဘတွေကခင်ဗျားတို့မနေတဲ့အဘတွေကဒီကိစ္စကိုသူတို့လိုချင်တယ်လို့သူတို့တအောင်ချနေတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့သူတို့စစ်တပ်ကိုချစ်တဲ့သူတွေကတော့စစ်တပ်ကြီးကိုချစ်တာအဲ့အတွက်ကြောင့်မလို့ ပြင်လို့ရတယ်ဥပဒေလုံထုံးလုံလင်ကျမ်းတွေရှိတယ်ခင်ဗျားတို့အဲ့ဒီအားပေးနေပါတယ်စစ်တပ်ကိုစန့်ကျင်နေတယ်ထောက်ဟိုအသက်ဖြတ်နေတဲ့ဟိုဒီတော်လိုင်းအုပ်စုတွေကြတော့ဘယ်နေရာမှာများခင်ဗျားကကောင်းကွက်ရှိတယ်မသိမှုအာလူသက်မှုတခါလဲအချင်းချင်းချပြီးတော့နေရာပေးလိုက်လို့ရှိရင်မအုပ်ချုပ်တဲ့ဘာမှမလုပ်တတ်မဲ့အဖွဲ့အစည်းတွေမဟုတ်နိုင်ငံကိုပို့ပြီးပျက်စီးသွားစေမှာဖြစ်တယ်အဲ့တော့ကျုပ်တို့အနေနဲ့ကစစ်တပ်ကလွယ်ပြီးတခြားရွေးချယ်ကြမရှိဘူးနော် တက်မှာထွက်ချင်တဲ့သူ90ရာခိုင်နှုန်းရှိတယ်အဲ့တော့အားကြောင့်ပဲနော်မင်္ဂလာပါကိုမောင်းနေမင်္ဂလာပါနော်အဲ့တော့ကထာနောက်တစ်ခုကအကြောက်ဖြူအခြေအနေကျွန်တော်ဒီကြားပါတစ်ခါထပ်ပြောပါမယ်နော်ဟိုဥမင်းအွန်လိုင်းကိုကျွန်တော်ဝေဖန်နေတာဝေဖန်နေဆိုတော့အခုပေါ့ဗျာနော်မြန်မာနိုင်ငံမှာအေအေပေါ့စစ်သေးရတဲ့ပုံနေအနေနဲ့ကရောက်တက်လာရများနေအခုကြောက်ဖြူကိုတိုက်နေတယ် ကျောက်ဖြူကရွေးချင်ရခုခံနေရတဲ့အခြေအနေမှာရှိတယ်။အဲ့တော့ကျောက်ဖြူကျွန်တော်တို့စကူစစ်ပွဲကပြိုင်စစ်ကအနာထီပေါ့နော်။အေအေကတိုးလာပြီဆိုတဲ့ခါကျမင်းတက်တောင်ကျော်လာပြီပေါ့ဗျာနော်။အဲတိတ်မကြံရက်တရင်30နှစ်နဲ့ထီလာနိုင်တယ်ပေါ့နော်။ကြီးတွေ့လာနိုင်တယ်။အဲ့တော့ကိုဘကကျောက်ဖြူကစစ်အင်အားမကောင်းဘူးလို့ဆိုစစ်အင်အားလည်းကောင်းတယ်။လက်နက်အင်အားလည်းကောင်းတယ်။ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အရာရာ ပြည့်စုံတယ်ဗျာကျောက်ဖြူက။အဲ့ဒီကျောက်ဖြူအရာရာပြည့်စုံနေတာက ခုဘလို့ဖြစ်နေသူတို့စစ်ပြူဟာတွေကသုံးမကြတဲ့ပြူဟာလားဒါမှမဟုတ်ရှိရင်လည်းကျွန်တော်တို့ဒီကာကွယ်ဦးစီးချုပ်ကမအေးအေးဝင်ဖြစ်နေတာလားဆိုတော့ကျွန်တော်ကစဉ်းစားရတော့မယ်တင်းလို့ရတယ်မတင်းဘူးနော်အဲ့တော့နောက်တစ်ခုပဲဒီကျွန်တော်တို့ပကိုးပါလဲဒီလိုပဲအဲပကိုးပါလဲစကန်းကတင်းဖို့တက်တက်လေးပဲလိုချင်မှာမတင်းနဲ့တော့တဲ့နောက်မှတင်းခံနေကြမှာဘယ်ရောက်ဥပဒေကထွက်လာတယ်ဘယ်ရောက်အမိန့်ကထွက်လာတယ်မတင်းနဲ့တော့အနောက်စကန်းတခုတည်း စစ်တပ်ကအောက်ကနေပြီးတော့ဒီလောက်တော့ဖြစ်လာတာဟုတ်လားနိုင်ငံယူချဆိုခံချချပြီးတော့စခန်းလေးတိန်းလာပြီးတော့မှာပဲနော်စခန်းလေးတိန်းလာပြီးတော့မှာပဲတခါလဲအမသိင်းနေဆိုတဲ့ဥရဘယ်ရဘလို့ကြားအဲကြောင့်မို့ကျွန်တော်ကစစ်ပွဲအောင်မြင်နေတယ်အောင်မြင်နေဆိုတော့ကျွန်တော်တခါကြရင်မရေးချင်ဘူးမပြောချင်ဘူးဘာကြောင့်လဲဆိုကိုကပြောနေတယ်မလားအမှန်တရားကိုပြောနေချိန်ကြလို့ရှိရင်အထက်ကတည်သွားအထက်ကတည်သွားလို့ရှိရင်အဲအထက်ကနေပဲလာပါတယ်မသိင်းနေတော့ဟိတ်ကောင်းလေး ဒီအိုက်မှာပဲရက်အိုက်မှာပဲရက်အိုက်မှာပဲရက်ဆိုတော့အေကပို့ပြီးတော့ရောင်းတက်လာတာပေါ့ဗျာနော်ညောင်ကျိုးစခန်းတိမ့်လို့ရတာမသိမ့်မနဲ့အပေါ်ကလည်းဘယ်ရဘလို့ရောက်လာတဲ့အမိန်လည်းမသိဘူးဆက်မသိမ့်နေတော့နော်မိုးထီစခန်းဘယ်ရဘလို့ရောက်လာအမိန်လည်းမသိဘူးဆက်မသိမ့်နေတော့ဟိုကြောက်ဖြူမင်းတက်တောင်ရပြီနော်ရလုံးဝရတော့မယ်အဲ့တည်းပဲကျန်တော့တယ်ဟိုတော့ဟိုဘိန်းစားတွေအကုန်လုံးကအပေါ်မှာတစုတစုစုပဲရှိတော့တယ်နော် ကိုယ်ပါလဲအင်အားအပြည့်မသိနေတော့ဆိုနောက်ကနေပြချက်ချင်းရအောင်အဲ့တော့စီရေးအောင်မြင်မှုရခိုင်နဲ့ပတ်သက်လာရပေါ့ဗျာနော်အေအေနဲ့ပတ်သက်လာစီရေးအောင်မြင်မှုတင်းကိုကျွန်တော်မပြောရဲဘူးတခါကြရယ်ဒီနေ့ပြောနောက်နေ့နောက်နေ့အဲ့တော့နောက်ကနေချိုးတုတ်ပြီးတဲ့အမိန်ကရောက်လာပြီနောက်ချိုးတုတ်ပြီးတဲ့အမိန်ကရောက်လာပြီအဲ့တော့တော်တော်လေးပေါ့ဗျာနော်မအေအေဝင်းစီစဉ်နေတာကျွန်တော်ဒီအဲ့ဒီအေအေနဲ့ပတ်သက်လာလို့ရှိရင်ပါနော်အေအေနဲ့ပတ်သက်ဒီတန်ဒီဟိုနောက်တော့ကိုယ့်ဘက်ကအားနေချက်ပေါ့ဗျာနော် ်သဘုံဘက်ကအားနေကြတယ်ကျွန်တော်သိထားပါတယ်เนาะအများကြီးပါအဲ့ဒါကတော့သူတို့လည်းတော်တော်လေးကြာပါတယ်ပိုးစုပဲဆက်ကြတယ်အေးအေးကအခုဆိုလို့ရှိရင်အဲအင်အားမလောက်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်သူတို့အဓိကအဲသူတို့အဓိကပေါ်တော့အေးအေးတင်းကြိုင်းဖြစ်နေတာကအမ်ဘရန်လမ်းပေါ့အမ်အမ်ဘပေါ့ဒီနေ့ရေကန်ဘက်မှာအေးအေးတင်းကြိုင်းဖြစ်နေတာမှန်ပဲအဲသူတို့အင်အားမလောက်တဲ့အထိကိုဖြစ်လာတယ်အဲကြောက်ဖြူကိုလည်းသူတို့ကအခုချိန်မှာတိုက်စစ်ဖွင့်နေအကြီးကြီးဖွင့်နေနေရနှစ်နေရရှိတယ်။ကြောက်ဖြူကိုတိုက်စစ်ဖွင့်နေ အဲကျွန်တော်တို့ဒီအဗရန်ဘက်ကိုအဲဒီလက်ရီကန်ဘက်ကိုတိုက်စစ်ဖွင့်တာအဲသူတိုက်စစ်ကလည်းပိုးစုပ်ပဆက်သူတို့တည်နေကြတာပါနော်တည်နေကြတယ်ထမင်းနေတဲ့ငက်ပြက်ရခိုင်ပြည်တော်ဆုပ်ပြက်ခါကြရခိုင်ဒုက္ခရောက်နေကျွန်တော်မပြောရဲဘူးဘာကြောင့်ဆိုတော့ပြောပြလိုက်လို့ရှိရင်ဘယ်ကဘလို့မသိတဲ့အမိန့်တစ်ခုနဲ့တခါလဲအိုက်ကိုရိတ်ခိုင်ရောက်သွားအောင်အဲ့ဒါကျွန်တော်ဆိုရင်နော်အဲ့တော့ခုကြောက်ဖြူမှာသူတို့တိုက်နေအဲ့တော့အဲ့ဒီကိုအဲစီရေးဘလို့ခေါ်မစစ်ကူအနေနဲ့ဘယ်ကဆွဲလဲဆိုတော့မောင်းတော့ကဆွဲတယ် မောင်းနှုံးကနေပြီးတော့ဆွဲချတာမောင်းနှုံးကလည်းကုန်နေပြီကိုကအီအီကတော်တော်လေးလည်းသူလည်းတော်တော်ပြပြပြုံးနေပါပြီအဲသူတို့စီးရင်နိုင်ပါလေစီးရင်နိုင်ပါလေသာပြောနေတာပါနော်အဲ့တော့ဟိုဘလိုပဲဖြစ်ဖြစ်ပေါ့အဲကျွန်တော်တို့အဲအီအီဘက်ကလည်းပိုးစုပ်ဆက်တော့ကြနေတာမှန်တယ်အဲကိုဘက်ကလည်းအီအီကြမှာစိုးနေသလားတော့မသိပါဘူးပေါ့ဗျာနော်အဲလိုပဲပြောရမှာပါအဲနောက်တစ်ခုအနေနဲ့ခင်ဗျားတို့ TK စီးရင်တင်ပေါ့ဗျာနော် TK ဘက်မှာ နေဆက်စခန်းရှိတယ်အဲ့နေဆက်စခန်းကကာကင်းစခန်းပုံစံမျိုးပါနော်ထိုင်းဘက်မှာထိုင်းဘက်မှာနေဆက်မှာရှိတယ်အဲ့ဒီစခန်းကိုရန်သူအင်အားအလုံးအရင်းနဲ့ဝင်တိုက်တာဝင်တိုက်တာဘယ်နည်းလောက်ရှိပြီဆိုရှင်တရက်နှစ်ရက်သုံးရက်အနည်းဆုံးရှိပြီအဲ့ဒီစခန်းကလေချောင်းပစ်ကူတစ်ခုပဲရမယ်ကျန်တာကတော့ကျွန်တော်တို့မြေပြင်စစ်ကူကတော့ဘလုံးမပေးလို့မရဘူးပိတ်ဆို့ထားခံရတယ်အဲ့တော့ဒီစခန်းအနေနဲ့ကမျောလင်းလို့ရတာဆိုတော့လေချောင်းပစ်ကူမျောလင်းလို့ရတယ် ဟိုကျွန်တော်တို့ဒီကောင်းလာနေပြီးတော့စစ်ကူပေးဖို့တော့ဘလို့မှမျောလင်းလို့မရအောင်မျောလင်းလို့မရတဲ့ခါကျတော့လေချောင်းပစ်ကူရဖို့ဆိုပြီးတော့မျောလင်းခဲ့ကြတယ်မျောလင်းခဲ့ကြမယ်အခုချိန်အထိလေချောင်းပစ်ကူလုံးဝမလာဘူးအကြောင်းပြချက်ကတော့ထိုင်းနယ်စပ်နဲ့အရန်ဒီရဲ့အတွက်ကြောင့်မဟုတ်လို့ထိုင်းနယ်ကိုကြာမဆိုတော့အဲ့တော့အီအားမမြဘူးအဝိုင်းခံတာရတယ်မြေပြင်စစ်ကူမပြေပို့ဘူးလေချောင်းနဲ့လည်းတိုက်ခိုင်းမှုမပေးဘူးဆိုတဲ့ခါကျတော့ဒီစစ်တီတွေကဘာလုပ်ရမှာလဲအခင်ဗျားတို့စဉ်းစား မတို့သားသမီးများပါရင်ခင်ဗျားတို့ဘလောက်ထိရှင်းပူလိုက်မလဲအဲ့ဒီ Umen Online ပေါ့ခင်ဗျားသားအောင်ပြေဆုံးတာအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားတို့ဒီတိုင်းပဲညင်နေမလားအမိန်တခုပြည့်သားပေးလေနောက်ဆုတ်ခိုင်းနောက်ဆုတ်ခိုင်းလိုက်လေပြည့်ရင်ပြေးခိုင်းလိုက်လေတမင်တကာထားပြီးထိုးကျွေးနေမှာလားနော်တမင်တကာထားပြီးထိုးကျွေးနေမှာလားကျွန်တော်မေးရတော့မယ်အဲ့တော့ဟိုဘလောက်ခေါ်မလဲ ဒီစကားကအခုဆိုရှင်ခင်ဗျားတို့ပြတ်သားတဲ့အမေကူချပြီးဖို့လိုပြီအပြင်းဆိုလည်းလွယ်လွယ်ပဲဗျထိုင်းပတ်ပတ်ပြီးထွက်ပြေးလိုက်လည်းရတာငါလွယ်လွယ်ပဲဟုတ်တယ်မလားအဲ့တော့အခုကအသေးခံခိုင်းထားတဲ့ပုံစံမျိုးဖြစ်နေတယ်တော့ကာကင်းစကန်းဆိုပြီးကာကင်းဆိုတော့မြို့ကဒီဘ ਹੁ စကန်းရဲ့မလမကတ်မှာထားရတာပါဘဟုနဲ့ပြန်ပေါင်းနိုင်ဘူးလေစူးစားဖို့လည်းမရှိအဲ့တော့ခင်ဗျားတို့အဖြစ်ကလည်းဘာနဲ့လားတဲ့နံတူလဲဆိုတော့တမင်တကာကိုထိုးကျွေးထားတဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်နော် တော့အီတီခီလန်းကိုလာခဲ့ပါလားစိန်ခေါ်နေသေးတယ်။အေးပါလေ။အခုချိန်မှာတပုံနေနေနဲ့စိန်ခေါ်လို့ကောင်းတော့ပါဗျာ။နော်အီအီဆိုလို့ရှိရင်ကျွန်တော်တို့တခါလေပြန်ပြီးအောင်နှောင်ပြောင်းနေသေးတယ်။အခုချိန်မှာကျွန်တော်တို့အဲစစ်တပ်အာဘီထောက်ကနေစစ်ဘောမတွေအနေနဲ့ကတော့ခင်ဗျားတို့တပုံနေလှောင်ပြောင်းသမျှတပုံအာဘီတွေလှောင်ပြောင်းသမျှခံနေရတယ်။အခမ်းပါပါဗျာနော်။အဲကိုစစ်တပ်ခေါင်းကင်ဖခင်ကအတုံးမကြတဲ့ခါကြတော့နော်။ဟိုအရင်တက်မလို့ရှိမှပြည်သူ့ဘောလုံးကြုံမှရှိတရား ကာကြွေတဲ့တက်တန်းတွေကနေပိုင်ခွင့်လုပ်ပိုင်ခွင့်အာလာကနေထိုင်ခုံနော်ထိုင်ခုံမတ်လာမှုတွေအဖြစ်သင့်ဆုံးထုံထုံဆင်းနေပြီပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါထိုးကျွေးနေရနော်အဲ့တော့အိုက်စခန်းအနေနဲ့ခင်ဗျားတို့မိသားစုများပါရင်ခင်ဗျားတို့ဘယ်လိုနေမလဲအဲ့တော့ဒီလိုမျိုးခြေနေမျိုးခင်ဗျားတို့စစ်ဘောမှာအဲအဘပေါ်မှာလေဗတင်းရောက်များထပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ပြောရဲလေဗျာဒါကိုပြောရဲတာဆိုကိုစောဘုန်းကြီးမရှိနိုင်ဘူးဟဲ့ကျွန်တော်ကတော့ကိုစောဘုန်းကြီးနောက်တော့ တတိတော်ရှိပါမဟုတ်ဘူးကျွန်တော်ကကျွန်တော်ပြောရဆိုတော့ तू က तू ကကျွန်တော်လည်းတတိရှိတယ်နော် तू ကတော့ပြောရတယ်အဲ့ဘောကျွန်တော်လည်းအခုဆိုပါတယ်လေလာခဲ့ရလာမေးကြစိတ်ခေါ်နေအောင်မကြည့်အောင်ခင်ဗျားတို့ပြောနေကျွန်တော်ငြိမ်ခံရမှာပါနော်ဘာတတ်နိုင်ဘာစိတ်ခေါ်လိုက်တယ်ဘာချက် TK ကိုလာရဲ့လာကြည့်တယ်နော်စစ်တပ်ကိုတော့စိတ်ခေါ်တော့ဗျနော်စစ်လာခဲ့ရလာမေးကြည့်လေတဲ့မင်းအဖကိုတဲ့ TK ကြောင်မဲတောင်ထိတ်ဆုံးထိတ် အရင်လာကြိတ်ခိုင်းလိုက်တယ်ဒါစစ်တပ်ကိုစင်ခေါ်တာအဲ့တော့ကျွန်တော်ကလည်းအမှန်တရားသမားဖြစ်တယ်သူကစင်ခေါ်တာကြိတ်ကျွန်တော်ကအောင်ဒီအောက်တက်ခံရလာတယ်ကျွန်တော်လည်းစကားနိုင်နေတော့ဗျာမင်းတို့ဘာလို့ကမလုပ်ချင်လို့ပါ냐စစ်တပ်ကြီးကမလုပ်ချင်လို့ဆိုစစ်တပ်ပဲအားပေးထောက်ကံလို့ပြောချင်ပေမဲ့ပြောအားမရှိဘူးပြောအားမရှိဘာကြောင့်ပြောအားမရှိလဲစစ်တပ်မှာလုပ်တော့ပေါက်လို့ပဲဆိုတာလုပ်ချင်တိုင်းလုပ်နေတဲ့ခေါင်းဆောင်တွေကြောင့်ခံရတော့ဗျာနော်ရခိုင်ဆိုလို့ရှိရင်ဒီလိုပဲ ကျွန်တော်တို့နော်ပြောပြောသူတို့ပြောတာသူတို့မှန်တာပဲလေနော်ဟိုဘာကောင်းညောင်ကျိုးကလည်းကြသွားတာပဲနောက်ခါကောင်းကလည်းကြသွားဒါသူတို့မှန်တာပဲလေနော်အဲ့တော့သူတို့ပြောတဲ့မှကျွန်တော်ကငြိမ်းခံမှာအိုက်ဘောဟာကိုကျွန်တော်ကရောက်နေလားအနေငံဘောဖြစ်နေစစ်တပ်ထောက်ခံသူလေနော်စစ်စစ်ဘောမတွေအနေနဲ့အဲ့တော့ခင်ဗျားလူမှန်ပါလေဗျာနော်မမကောင်ကြီးရဲ့အောက်ချစ်စစ်သားတွေကပ္ပစသုံးမှာထွက်ပြေးကုန်ကြပြီတဲ့ ထွက်ပြေးတာကခင်ဗျားတို့စစ်တပ်က professional မဆောင်ဘူး professional ဆိုတော့အဲ့ဒီသစ္စာကတိလည်းပါတယ်သူအချိန်ရောက်လဲပေးရမယ်သွားပေးရမယ်နော်အချိန်နဲ့ထွက်ချိန်နိုင် ပေးထွက်ရမယ်အခုကထောင်ထဲစီထောင်ထဲထိလိုက်ဆိုရနေရတယ်ပေါ်လာရောက်ကောကောင်းတယ်ခင်ဗျာရိုးသားစိတ်ရှိတယ်အဲကျေးဇူးတင်ပါတယ်နော်ရှိတိုင်းပါဗျာနော်ရှိတိုင်းတော့ပြောရမှာထားလိုက်ပါတဲ့ ထားလိုက်ပါတဲ့နော်စုတ်ချီတက်ဦးတင်ကပြီပါတယ်ဗျာခမောက်တင်ကပြီပါလဲဗျာနော်မြို့မြို့ဆယ်မြို့ကျော်ပြီမြို့ဆယ်မြို့ကျော်ပြီစတက်ကပုံကိုရေးဆံသွားတာရေးချင်းမရှိတာရေးတွက်တွေပဲရှိနေတာဟောဗျာကျွန်တော်တို့ဝန်ခံမှာပါအဲကျွန်တော်တို့ဟိုရင်တော့တော့စကားနိုင်ဖို့တက်ပြောခဲ့အခုကစကားနိုင်ဖို့စကားနိုင်တာလွယ်တယ်ကျွန်တော်စကားကိုနိုင်အောင်ပြောတတ်တယ်ဒါပေမဲ့လက်တွေ့ပါမနိုင်ဘာမှမထူးဘူးကျုပ်တို့ဘောကဘယ်လိုခေါ်မလဲဆိုတော့ သဘောနဲ့ပြောရင်စကားကိုတော့နိုင်အောင်ပြောလို့ရတယ်စစ်တပ်မှာလည်းဟိုမခံကျင်စိတ်ရှိတဲ့စစ်တီတွေပေါ့ဗျာကျွန်တော်နားလေပါကျွန်တော်လည်းမခံကျင်စိတ်ရှိပါလားအဲတဘုံအပိထောက်ခံသူတွေတဘုံနေနဲ့ကျွန်တော်စကားတွေစကနိုင်နေပြောကြတယ်ပေါ့ကျွန်တော်ပြောတဲ့အခါမှာကျုပ်တို့ကစကားတော့နိုင်ကျင်တော့ဗျာနော်နိုင်အောင်လည်းပြောတတ်ပါလေကြံဖန်ပြီးတော့ပြောတော့ဗျာနော်ဒါပေမဲ့တော့စကားနိုင်နိုင်ပြီးတော့မဟုတ်ဘူးကျွန်တော်လက်တွေ့မှာလည်းနိုင်ဖို့လိုတယ်လက်တွေ့ရောမနိုင်တဲ့ခါကျကျွန်တော်စကားနဲ့အားဖြင့်သူတို့ပြောလာကျွန်တော်ငြိမ်ခံရပါလေနော်အရှိကိုရှိတိုင်းပေါ့ဗျာနော်